အဲ့ line မှာကျွန်တော်တို့ဆက်ပြီးတော့ကစားမယ်ဆိုရင်ကိုတုံညတို့ပဲရတယ်တဲ့ဟုတ်လားအန်ဒီယာကျွန်တော်ဆယ်ခွက်ထိုးဝဲမယ်ထင်နေတယ်ကိုထိတ်ရှစ်အပိတ်နဲ့ကိုထိတ်စည်းဆိုင်တော်တော်ကောင်းတယ်ကျွန်တော်နောက်ဆုံးရက်မှာကိုလီကိုပြတော့လေကိုလီကိုကျွန်တော်ပြတော့ဒီ site ကကျွန်တော်ကိုထိတ်ကကျွန်တော်ပြီးမယ်ဆိုတော့သိရဲ့အဲ့ဒါနဲ့ကိုလီကိုတစ်ခွက်ပဲဒီ site ကလည်းတွားပြီးတော့တိုက်တာဒီ site ကိုကျွန်တော်ပြောခဲ့တယ်ဒီငါးကအဲ့ဒီနှစ်ထဲမှာငါးထိတ်လို့ပြန်ပေါ်တယ်နော်ဒါသုံးဆုံးခုနှစ်ထဲမှာ ဒီငါးဒီငါးထိတ်လို့ပြန်ပေါ်ရင်ငါးထိတ်စီရဲ့ဇောင်းမှာသူငါးတုံညာအခွပေါ့နော်သူဇောင်းမှာပေါ်လာနောက်တစ်ခါဒီနှစ်ဒီနှစ်ကလည်းနှစ်ထိတ်လို့ပြန်ပေါ်နှစ်ထိတ်စီဇောင်းမှာပဲပေါ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီကိုးကကိုးထိတ်စီလို့ပြန်ပေါ်ရင်ကိုးထိတ်ဇောင်းကိုးထိတ်ကဒီတလုံးလေးရှိတာအဲ့ဒါကြောင့်မလို့ကိုးထိတ်ဇောင်းမှာဒီကိုးထိတ်ပေါ်မယ်ဆိုပြီးအဲ့မှာဒီကိုးထိတ်တလုံးကိုတော့ကျွန်တော်ကြိုက်တယ်လို့နော်အဲ့မဲ့ကိုးထိတ်နဲ့ကခုနကဒီကိုးရှစ်အတွဲနဲ့ကို ကိုလေးရှစ်တောင်ကျွန်တော်ထိုးလိုက်သေးတယ်ကိုလေးကိုခါတူခါမလားလားမလားဆိုအဲသူ့အောက်မှာကျွန်တော်တို့ဆက်ကွက်ပြန်ထိုးအောင်မလားပေါ့လေနော်စဉ်းစားကြည့်ရတာပေါ့အဲဒီမှာ6 3 6 9ထိအောင်လူထောင်သွားပြီနော်ထောင်သွားပြီ6အပိတ်နဲ့ထောင်သွားပြီ6 3 6 9ကို6အပိတ်နဲ့ထောင်သွားပြီထောင်ပြီးတာနဲ့သူ့ရဲ့အောက်မှာဟာဒီထိတ်စီးခါတိုင်းနော်ကိုခွန်အဲ့မှာကိုခွန်လို့ထွက်တယ်ရှေ့ပေါင်းက9နဲ့ရိုက် နော်ခဏတော့တခွက်တည်းထွက်တာပဲဒါပေမဲ့ကျွန်တော်တို့အလှည့်မှာတခွက်တည်းတော့မပေးဘူးနော်အဲ့တော့ဒီကိုးခုံကို90ခုံအခွားလို့ရိုက်တာနဲ့ရှေ့ပေါင်းကိုးနော်ရှေ့ပေါင်းကိုးပဲပေးမလားအဲ့ဒီမှာရှေ့36 6ထီအောင်ထောက်ပြီရှေ့အပိတ်နဲ့ထောက်နော်ရှေ့36 9ထောက်ပြီထောက်မိတာနဲ့ဒီ3ညာခါခွန်ထိတ်ကအဲ့ဒီမှာခွန်3ညာခွာပြီးတော့ရှေ့ပေါင်း9နဲ့ပဲသူထွက်တယ်နော်ရှေ့ပေါင်း9နဲ့ပဲသူထွက်တယ်လွယ်လွယ်လေးပဲနော်စိုက်ကအဲ့ကောင်အဲ့တော့ထည့်မပြီးကတည်ဘူးအောက်ထီအောင်လိုက်အောင်ပါနော် အဲအခုကျွန်တော်တို့ဒီနေရာမှာ8 3 6 9လို့9ထိပ်စီကို8အပိတ်နေထည့်သွားပြီ။ထည့်ပြရတယ်သူ့ရဲ့အောက်မှာဟာကြီး9ထိပ်စီ3ညာခါသည်9 3ညာအခွနေသူထွက်လာပြီ။8ပေါင်းက9ဆိုတော့9ရာဆိုတဲ့ခဏကြီးထွက်နော်။အဲ9ရာပဲပြီးမလား9 3ညာအတွဲပဲပြီးမလား9 3ညာအခွပဲပြီးမလားပေါ့နော်။ဒါတော့ကျွန်တော်မိတ်ဆွေတွေစဉ်းစားကြည့်ပေါ့။အဲ့ဒီ line နဲ့မှာသူကအဲ့ဒီ8 3 6 9လို့ထောင်ပြီးတာနဲ့8ပေါင်းက9နဲ့နော်။ဒီ9တဲ့ခုံကိုအခွနဲ့ထွက်တယ် အဲ့ဒီရှေ့ပေါင်း6လို့ထွက်ပြီးရင် तू ကနောက်ပေါင်း6လို့ရိုက်တယ်6ပါပါအောက်မှာ4ထိတ်ဆိုပြီးအရှိကြီး तू ကဈင်းလာမှာဒါတိုက်နော်အဲ့ကွက်ကိုပြန်စစ်ကြည့်ကြဒီမှာလည်းအတူတူပဲဒါရှေ့3 6 9ဆိုပြီးရှေ့ပိတ်နဲ့ထွက်တယ်ထွက်ပြီးတာနဲ့ဒီ3ညခွန်က3ညခွန်ခွတ်နော်ရှေ့ပေါင်းက6နဲ့ပဲ तू ထွက်တယ်ဒီ6ထိတ်ကိုရှေ့ပေါင်း6နဲ့ထွက်တာပေါ့ဗျာနော်အဲ့6ထိတ်ကိုရှေ့ပေါင်း6နဲ့ထွက်ပြီးတာနဲ့ तू ကနောက်ပေါင်း6 9ပါပါ4ထိတ်ဆိုပြီးကစားအောင် အဲ့ဒီမှာလည်းကျွန်တော်တို့ဒီမှာတည်းကကျွန်တော်တွေ့တယ်ဒါကြီးကိုတွေ့တော့လည်းဟုတ်ပါမလားကွာဆိုပြီးတော့နေနေလိုက်တာပေါ့နော်7 3 6လို့ထောင်းရင်6အပူးနဲ့ထောင်းမယ်ဒီမှာတွေ့တယ်ကျွန်တော်တို့လွတ်သွားတာအဲ့သူ့အောက်မှာကျွန်တော်တို့7 3 6 6အထိအောင်ထောင်းရင်8ပိတ်နဲ့ထောင်းမယ်ထောင်းပြီးသွားတာနဲ့သူ့အောက်မှာဒီ9 3ည9ထိပ်စီ3ညခါက9 3ညအခွားနဲ့သူထွက်မယ်8ပေါင်းက9နဲ့ထွက်မယ်ဆို900ဆိုတဲ့ကဏ္ဍတကွယ်တည်းထွက်တယ်နော်ကျွန်တော်ကတော့9 3ညအခွားကို10ဘွက်ဆွဲစီခြင်းတယ်နော်ဟုတ်ပြီလား အဲ့တော့အဲ့ဒီမှာကျွန်တော်ပြီးခဲ့တဲ့ပွဲရတယ်ကပြောခဲ့တယ်ကျွန်တော်တို့တုံညာစွန်းတဲ့ခုနှစ်ကကိုးထိတ်သည်သူ့ရဲ့နောက်နှစ်မှာကိုးထိတ်လို့ပေါ်ရင်ကိုးထိတ်စီပေါ်တယ်နော်ကိုးထိတ်ဘေးမှာပဲပေါ်တယ်တုံညာပြီးတော့တစ်စွန်းတဲ့ခုနှစ်ထဲကခွန်ထိတ်စီသည်နောက်နှစ်မှာခွန်ထိတ်လို့ပေါ်ရင်ခွန်ထိတ်ဘေးမှာပေါ်တယ်ဒီမှာတုံညာခါးနဲ့ပါသူကတွဲထွက်တယ်နော်အဲ့တော့ဒီ6သူ့ရဲ့နောက်နှစ်မှာ6ထိတ်စီလို့ပေါ်ရင်ဒီမှာ6ထိတ်ဘေးမှာပေါ်တယ်6တုံညာအတွဲလိုက်ထွက်တယ် နော်အဲ့ဒီမှာကျွန်တော်တို့သုံးစွန်းတဲ့ခုနေထဲကကိုးထိတ်နောက်နေ့မှာကိုးထိတ်လို့ထွက်တော့ကိုးထိတ်စီဘေးမှာကိုးတုံညာအတွဲလိုက်ထွက်တယ်နော်အဲ့အခုကျွန်တော်တို့ဒီကိုးထိတ်ဒီနောက်နေ့မှာကိုးထိတ်စီတုံညာခါနဲ့တတွဲလာနေမယ်ကိုးထိတ်စီရဲ့ဘေးမှာပဲလာမယ်ဆိုရင်ဒီဘွဲမှာကိုးတုံညာရှိတွဲနော်ကိုးတုံညာရှိတွဲကိုဒီကိုးတုံညာဒီအခွားနဲ့နော်ကျွန်တော်တို့ဒီမှာရိုက်ခဲ့တဲ့ကိုးထိတ်ကရှေ့ပေါင်းကိုဒီကိုးထိတ်ရအောင်မရှေ့ပေါင်းကို ဒီကိုးထိတ်ကြောင့်ဒီမှာရှေ့ပေါင်းကိုးကိုထိတ်တူထိတ်နေရိုက်မယ်ဆို900ဆိုတဲ့ကဏ္ဍတကွက်ထဲထွက်တယ်အဲ့ဒီကဏ္ဍနော်အဲ900ကကျွန်တော်နေ့ဥမတော်ကမွေးကဏ္ဍတင်ပေးဘူးတယ်နော်900ဒဲကိုအဲ့ဒါလေးကျွန်တော်မိတ်ဆွေတွေပြန်စစ်ကြည့်နော်အဲ့တော့သူကတော့ထောင်သွားပြီပေါ့နော်ကျွန်တော်8 3 6ထောင်သွားပြီသူ့အောက်မှာရှေ့ပေါင်းကိုးထိတ်တူထိတ်နော်ရှေ့ပေါင်းကိုးထိတ်တူထိတ်အဲ့ဒီခုံကနောက်ပိတ်နော်ကိုး3ညာခုံတဲ့တကွက်ထဲထွက်တယ်အဲ့ဒီမှာလည်းအတူတူပဲနော် 8369လို့ထောင်သွားပြီထောင်ပြီးသွားတာ ਨੇ ဒီခွန်တုံညကအခွာနော်ခွန်ထိတ်ကထိတ်ဒီကိုထိတ်ကြောင့်ရှေ့ပေါင်းက9နော်ရှေ့ပေါင်း9ရိုက်ပြီးနောက်ဘွဲမှာနောက်ပေါင်း9ရိုက်အောင်နော်အဲ့တော့ဒီမှာကျွန်တော်တို့ပြန်ပြီးတော့8369လို့ထောင်သွားတဲ့အတွက်ရှေ့ပေါင်း9ထိတ်တူထိတ်နဲ့9တုံညရှိဒွဲကိုဒီတုံညသည်နောက်ပိတ်နဲ့9တုံညတုံညဆိုတဲ့ကဏ္ဍတစ်ခုရတယ်နော်ဟုတ်ပြီအဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကဒီ line ကဒီခွန်ကနောက်နှစ်မှာ ဒီခွန်ကနောက်နှစ်မှာခွန်ထိပ်စည်းရဲ့ဘေးမှာခွန်တုံညတရွဲသူကစားတာဒီ6ဒီနောက်နှစ်မှာ6ထိပ်စည်းရဲ့ဘေးမှာ6တုံညတရွဲကစားတာအဲ့တော့ဒီကိုနောက်နှစ်မှာကိုထိပ်ဘေးမှာကိုတုံညတရွဲကစားအဲ့တော့ဒီမှာကြံနေတဲ့ကိုဒီနောက်နှစ်မှာကိုတုံညတရွဲကိုကိုထိပ်စည်းဘေးမှာပဲကစားမယ်ဆိုဒီဘွဲမှာကိုတုံညအတွဲလိုက်ကစားနိုင်တယ်เนาะအဲ့တော့ကိုတုံညကိုကိုရလို့ထဲခြင်းလဲထဲပေါ်လို့เนาะမထဲခြင်းဘူးဆိုရင် ကျွန်တော်တို့ကကိုးတုံညအတွဲလိုက်ကြိုက်တဲ့တလုံးနဲ့ကတ်ပြီးတော့ခစားเนาะကျွန်တော်ကပြီးခဲ့တဲ့ဘွဲကဘာကနဲ့မှမထုတ်ဘူးလေကိုးထိတ်ကြိုက်တော့ကိုးထိတ်စီနေကနန်းလေးတွေကျွန်တော်အဲကျွန်တော်ထိုးတာဒါလေးပဲကျွန်တော်ထိုးတယ်เนาะငါးတိကြိုက်တယ်နှစ်ငါးတိကြိုက်တယ်ဒီကောင်တွေကဒါတွေဖော်မွေးဒါတွေဖော်မွေးတယ်เนาะနောက်ဒီကောင်ကကျွန်တော်ဆရာကနန်းထိုးလိုက်တယ်เนาะဦးကြီးကနန်းကကို ကိုကိုခွန်ဖြစ်သွားတယ်နော်နောက်ဒီမှာကျွန်တော်တို့ကိုထုံးလင်းပြာကပါတယ်ကျွန်တော်တို့မှာလည်းပါတယ်ကို၄၆နော်အဲ့တော့ဒါကကျွန်တော်အကိုဆရာကနန်းကိုထုံးလင်းပြာကနန်းဒါကဥကြည်ကနန်းနော်နှစ်ကွက်ကျွန်တော်ထိုးတယ်နောက်ကျွန်တော်ကနန်းဒီတကွက်ဒီတကွက်နောက်ဒီမှာတကွက်ဒါပဲကျွန်တော်ထိုးတယ်အဲ့ဒီရှစ်အပိတ်နဲ့ကိုထိန်းနဲ့ကိုကျွန်တော်လုံးလုံးမေ့တယ်လုံးလုံးမေ့တာမေ့တာကျွန်တော်မေ့တာအဲ့ဒါကျွန်တော်ချဲကိုတိတ်ကိုမတွက်ဖြစ်ဘူးပေါ့နော်အဲ့တော့ ဟိုကတော့ပါတယ်နောက်ထပ်ကျွန်တော်သွားထပ်ထည့်ခိုင်းတာပါတယ်အဲ့68ချစ်တို့ပါတယ်68တို့ကိုလေးရှစ်တို့ပါတယ်အဲ့ဒါကဖုန်းထဲမှာပဲရိုက်ထည့်လိုက်တယ်ဟိုနေမဖြစ်တော့စာရွက်နဲ့မကြီးတော့ဟဲ့ဒီပွဲမှာနော်အော်ဘောပင်လည်းအကို3ညရှစ်ဘဲမှာလာဒါမှမဟုတ်ကို3ညနော်ကို3ညခွာသွားမှာလာဒါတော့ကိုယ့်အကူ ကြည့်ပြီးကြိုက်တဲ့တလုံးကတ်ထိုးနော်ကျွန်တော်ကတော့လောလောဆယ်ဆယ်စိုက်ရကတော့အဲ့မှာ9 3 3ဆိုတဲ့ခဏတစ်ခွက်အဲ့ရနော်ကြိုက်ရင်တော့ထိုးပေါ့16ချိန်ပေါ့နော်16ချိန်ပေါ့နော်ကျွန်တော်ဒီပွဲကို organ တစ်ခွက်ထုတ်မယ်ပေါ့နော်ဒီ9 3အတွဲတည်းကနေ organ တစ်ခွက်ကျွန်တော်ထုတ်တော့ဖို့ရှိတယ် ပြီးခဲ့တဲ့ဘွဲတော့ကလိုက်တွေထဲမှာကျွန်တော်မကြခဏထဲထဲပြောပါတယ်နောက်ဘွဲမှာကိုထိတ်နဲ့စော်မယ်ဆိုတဲ့ကောင်ပေါ့နော်အဲ့ဒါလေးကကျွန်တော်နာနီမှပဲပို့ပေးမယ်ဟဟာကတ်ထုတ်ပြီးမှဩဂနန်တခွက်တဲထုံးမယ်ဗျာနော်အဲကိုးတုံညအတွဲနဲ့လောလောဆယ်စီနီယာစီဒီဆွဲနိုင်တဲ့လူကတော့ဆွဲပေါ့နော်ဆွဲမနိုင်ဘူးဆိုရင်တော့ဆွဲမနိုင်ဘူးဆိုရင်တော့ကျွန်တော်ဩတခွက်ထုတ်ပေးအောင်ဒီကနေ့တော့မဟုတ်ဘူးနော်ဒါအစိုက်အရာပြတာအဲကျွန်တော်တို့ ပြီးခဲ့တဲ့ပွဲကတဲ့ဒါပြီးခဲ့တဲ့ပွဲကကျွန်တော်ကြားခဲ့တဲ့ live ပါပဲတခါခွာ၄ရက်နောက်နှစ်မှာ89အတွဲတွဲထွက်မယ်เนาะ तू ကအဲ့ဒီကောင်ကြတော့ तू ကဒီမှာเนาะတခါခွာ၄ရက်တနည်းနောက်နှစ်မှာ89တွဲဒါပြီးခဲ့တဲ့ပွဲကဒီမှာကျွန်တော်89အတွဲချင်တယ်တွဲမယ်မတွဲချင်လည်းမတွဲဘူးဆိုပြီးကျွန်တော်89အတွဲလိုက်လို့ကျွန်တော်ပြောခဲ့တာเนาะအဲ့ तू ကအဲ့ဒီမှာကဟိုနေ့မှဖြစ်သွားတဲ့ခါကျဒါပေမဲ့အဲ့ဒီအောက်မှာလုံမဲ့ခါတွေကကျွန်တော်ရှိတယ်เนาะ ဲ့ကျွန်တော်တို့ကအခုဒီအတိုင်းဆိုရင်ရှေ့ဘောင်း9ကိုကိုထိတ်60ခွန်အခွာเนาะဒါလေးပဲရှိအဲ့ဒီမှာတချမ်းဖဲ့ရင်လည်းဖဲ့သွားနိုင်တယ်เนาะပြီးခဲ့တဲ့ဘွဲရလိုမျိုးပေါ့ဖဲ့သွားနိုင်တယ်အဲ့တော့ကွက်ကိုလည်းတတိထားပြီးတော့တခြားကီးပါညာလုံးပိုင်ပရိတ်နဲ့ပြန်ကပ်เนาะကျွန်တော်ဒီခွန်3ညအခွာကိုဒီခွန်ထိတ်ကထိတ်ရှေ့ဘောင်းကကိုเนาะဒီကိုထိတ်ရအောင်အဲ့ဒီမှာ98ခွာသွားလို့သူ့အောက်မှာ ိုးထိတ်ကကိုးထိတ်ကိုးတုံညာအခွတ်เนาะခြေပေါင်းကကိုးဆိုတော့ကိုးရတဲ့ဟဟလားအဲ့ဒါလေးကြိုက်ရင်ကစားလိုက်မကြိုက်ဘူးဆိုရင်တော့အตาလေးထားလိုက်เนาะဆက်ွက်ထိုးနိုင်ရင်လည်းထိုးအော်ဒီကိုးထိတ်စိုက်ရကတော့သူ့အောက်မှာဒီကောင်ကလည်းသူ့အောက်မှာကျွန်တော်တို့နှစ်ခါတစ်ခါတုံညာခါဒါမျိုးတွေလာเนาะအဲ့ဒီငါးငါးထိတ်လို့ပေါ်ပြီသူ့အောက်မှာငါးထိတ်ဆောင်မှပေါ်တယ်ဒီမှာနှစ်ခါဒီမှာတစ်ခါเนาะဒီနှစ်ခါနှစ်လို့ပေါ်တယ်နှစ်ထိတ်ဆောင်ပေါ်တယ်အဲ့ဒီမှာကျွန်တော်တို့ကတုံညာခါထဲမလားကိုထိတ်ကိုထိတ်လို့ပေါ်တယ် နော်ကိုထည့်စည်းဆောင်ဒီနေရာမှာ300ခါထည့်မလားဒါပြီးခဲ့တဲ့ဘွယ်က96ပြအဲ့ဒီနေရာမှာ300ခါထည့်မယ်ဆိုရင်နော်ကျွန်တော်တို့900ရ300ဆိုတဲ့ကဏ္ဍလေးရလဲမစိုးဘူးနော်လိုင်းကောင်းမှပြန်ကြည့်မယ်မိုးသည်နေလို့ဟုတ်ခဲ့ပါနော်နောက်တရှုပ်อ่ะတရှုပ်อ่ะကျွန်တော်တို့ဓာမျိုးဆိုင်လေးတွေပေါ့နော်ပြရင်တရှုပ်อ่ะမတ်ကြိုက်ဘူးရည်စင်ရတယ်ဒါပြီးခဲ့တဲ့ဘွယ်ကအဲကိုလေးကိုပြတဲ့နေ့မှာကျွန်တော်ပြခဲ့တယ်ဒီကိုထိတ်နော်ဒီမှာကိုထိတ်လို့တတ်တယ် အကျင်ကိုက်ဆင်းလာလိုက်6ထိတ်က6ထိတ်လို့တက်တယ်။အကျင်ကိုက်ဆင်းလာလိုက်ဒီဘွဲမှာဟဲ့9ထိတ်က9ထိတ်လို့တက်ကတော့နော်။နောက်ကျွန်တော်တို့ဒီမှာ8 8လို့သွားတယ်။ဒီ8ကဒီကို8လို့သွားတယ်။ဒီ9ဒီကို9လို့သွားမယ်။နော်ဒါတွေလည်းကျွန်တော်ပြောခဲ့တယ်။နောက်တစ်ချက်ကအဲ့ဒီမှာကျွန်တော်တို့ဒီပရိတ်4ပါပါ9ထိတ်ဒီပရိတ်4ပါပါ9ထိတ်ဒီပရိတ်4ပါပါဒါ9ထိတ်9ထိတ်စီ3လုံးတန်းသွားတာနော်။အဲ့ဒါ9ထိတ်က9ထိတ်ကနေရာမပြောင်းဘူးမပြောင်းဘူးအဲ့9ထိတ်က မပြောင်းမှုဆိုတာကကျွန်တော်ကအဲ့ဒီကိုထိတ်ကိုကျွန်တော်ဒီပွဲကိုကစားမလို့စရွက်ကျွန်တော်ဆွဲထားတာရှိသေးတယ်နေအဲ့ကောင်ကခဏလေးပြကျွန်တော်ကိုထိတ်ကအဲ့ကိုထိတ်စရွက်ကိုကျွန်တော်ပြန်ချလိုက်အောင်မယ်အဲ့ဒီကိုထိတ်ကနောက်ထပ်တစ်စိုက်ရှိသေးတယ်ဒီပွဲကိုကျွန်တော်ကိုထိတ်ဖန်ထားတဲ့စိုက်อืม ီမှာဒီမှာတဲ့ဒီကောင်ကိုဒီကောင်ကိုကျွန်တော်ဖမ်းထားတာဒီကောင်က၄5 6နော်ဒါခုနကကျွန်တော်ပြတဲ့ site ပဲကျွန်တော်ကဒီကောင်ကို၃ခက်ခွဲကစားထားတာဟုတ်နော်၃ခက်ခွဲကစားထားတာဆိုတော့ကျွန်တော်ဒီနေရာမှာအဲ၉တုံညာရှိလို့တော့ကျွန်တော်ကောက်ရေးထားလိုက်ပြီ၉ခွန်ရှိ၉ခွန်ရှိထည့်လိုက် သူရဲ့အောက်မှာထွက်မဲ့ခဏငါတဲ့ဟုတ်ဗျာကျွန်တော်ဥစ္စာပဲရောက်သွားကျွန်တော်ဖြတ်တဲ့ဥစ္စာပဲရောက်သွားတော့ကဲဒီပါစီတော့ဒါနဲ့ပဲဖြတ်လိုက်မကဏန်းဖြည့်ထားလို့ဖြတ်လိုက်တော့မယ်เนาะအဲ့အဲ့ကောင်ကကျွန်တော်ခုနကပြခဲ့တဲ့ဒီတစ်စွန်းเนาะရေ၃ညစွန်းတစ်စွန်း၂စွန်း၃စွန်း၄စွန်းเนาะ အဲ့ဒီကိုကိုနောက်နေ့မှာကျွန်တော်တို့ကိုထိတ်ကိုထိတ်ပြီးလို့ရိုက်ခိုင်းတာတခါဒီခွန်ကိုခွန်ထိတ်ခွန်ထိတ်ပြီးလို့ရိုက်ခိုင်းတာဒီ6ကိုနောက်နေ့မှာကျွန်တော်66လို့ရိုက်ခိုင်းတာနော်အဲ့ဒီကိုကနောက်နေ့မှာကိုကိုဆိုပြီးတော့သူထွက်တယ်အဲ့တော့ဒီကိုကအခုဒီနေ့မှာကျွန်တော်တို့ဒီမှာကိုကိုလို့ကျွန်တော်ထွက်ခိုင်းတယ်နော်ထွက်ခိုင်းမယ်ဆိုတော့အဲ့ဒီ site မှာသူကဘာတွေသွားပြီးတော့တူလဲဆိုတော့၃ခက်စီကျွန်တော်တို့ခွဲထုတ်လိုက်ဒီကိုဒီနောက်နေ့မှာကိုကိုလို့ပြန်ပေါ်တော့ ตั่วดีขွန်ไถ่โก้ไถ่4นอกใบเนาะขွန်โก้ลีนอกนอกลงอ่ะขွန်เนาะขွန်ไถ่เนี่ยบะไดลีตู้ซ้อมมาโก้ไถ่ซี้โลย้ายเนาะไอ้โก้ไถ่ซี้โลย้ายไป4นอกใบเยใบมาถั่วได้โก้ไถ่ก็มานอกนี่กูโก้ไถ่โลกูตะคะจ้าได้ดีตะคู่จ่อไล่นอกตะคู่มาเลยดีใต้มั้ยขွန်ไถ่บะไดลีนอกปองขွန်ไอ้4บะไดเยป่าวโก้ไถ่ซี้โลย้ายได้อะพอมา5นอกใบดิตู้เบ้ก็6ก็มา6โลตั้วปองเนาะดิมา လာထွက်တယ်အဲ့တော့အဲ့ဒီမှာအခုကျွန်တော်တို့ကဒီတနစ်ကိုဖြောက်လိုက်ပြီးတော့ဒီကိုးကိုနောက်နှစ်မှာကျွန်တော်တို့က၃၅ခတ်ကို၃ခတ်နဲ့ပြန်ခွဲလိုက်တော့ခွန်ထိပ်ပရိတ်၄သူ့ဆောင်မှာ၄ပါပါကိုးထိပ်၆ပိတ်နော်ကို၆ကို၅ကို၄ဒီကိုးကိုးထိပ်လို့ပြန်ပေါ်သူ့ဘေးမှာထွက်တယ်ဒီ၆ဒီ၆ထိပ်လို့ပြန်ပေါ်တဲ့ဘေးမှာထွက်တယ်အဲ့တော့ဒီကိုးဒီကိုးထိပ်စီလို့ပေါ်တဲ့ဘေးမှာနော်ဒါကိုးထိပ်စီထွက်ကပ် အဲ့လိုထွက်မယ်ဆိုရင်ကျွန်တော်က6-3ညအတွဲလိုက်နေဒီနေရာမှာ6-3ည1-6-3ည2ပေါ့နော်ဒီလိုမျိုးကျွန်တော်စွဲခိုင်းမယ်ဆိုပြီးထားထားတာပဲဒါပေမဲ့ကြည့်တယ်ဒီနေရာမှာကျွန်တော်ကဏ္ဍရေးရတာရှိတယ်နော်ကျွန်တော်အခုပဲဖြတ်လိုက်တာအဲ့တော့အဲ့ဒီကိုထိတ်ကိုတော့ကျွန်တော်မဖယ်ဘူးလို့ထင်တယ်။ဘွားကြတာကသူကဟိုနှစ်ကက်ကတော့သွားတူပါ။အဲလေးပိတ်၃ပိတ်နှစ်ပိတ်တို့လည်းရတယ်အဲ့လိုမျိုးတွေလည်းရှိတယ်။မထားလိုက်ပါတော့ နောက်မှကျွန်တော်ပြန်စစ်ပါဦးမှာအဲ့တော့ပြီးခဲ့တဲ့ဘွဲကတို့ line ဆက်လေးအတိုင်းပဲသွားခြင်းရင်တော့နော်ဒါကိုတုံညာအခွလာရှေ့ပေါင်း6လာပေါ့နော်ကိုထိန်နဲ့ရှေ့ပေါင်း6လာဒါမှမဟုတ်ရှေ့ပေါင်း6လာခွ6လာကြိုက်တယ်လို့လာထက်နော်ဒီကိုကိုထိန်နဲ့ကိုခွန်အခွနဲ့ရှေ့ပေါင်း6နော်အဲ့ဒီမှာလဲခွန်တုံညာခွန်တုံညာအခွနဲ့ရှေ့ပေါင်း6နော်အဲ့ဒီအတိုင်းလိုက်မယ်ဆိုရင်တော့900ဆိုတဲ့ကဏ္ဍတစ်ခွက်တည်းထွက်တယ် ကိုးတုံညာတုံညာနော်ကြိုက်ရင်လည်းထိုးပေါ့မကြိုက်ရင်လည်းမထိုးနဲ့ကျွန်တော်ကတော့ဒီအတိုင်းပဲဒီထဲကပဲနော်ဒီအကွက်20တဲကပဲအကွက်နဲ့တကွက်ကျွန်တော်ဟုတ်တယ်ကျန်တာမကစားတော့နော်ဟုတ်ပြီအားလုံးပဲနောက်ကြမှာပြန်ส่งရတာပေါ့